အိန္ဒိယရဲတပ်ဖွဲ့ကကလေး20တအုပ်ထပ်မင်းနဲ့တေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ဆက်နွယ်ပြီးစေးကုမ္ပဏီပိုင်ရှင်တအုပ်ကိုဖမ်းဆီးခဲ့တယ်လို့တာဝန်ရှိသူတွေကအော်တိုဝါ9ရက်ကပြောကြားခဲ့ပါတယ်။အဲဒီစေးကုမ္ပဏီပိုင်ရှင်ရဲ့စစ်ရုံကထုတ်လုပ်တဲ့ချောင်းဆိုးပျောက်ဆေးနဲ့ဆက်နွယ်ပြီးကလေးတွေတေဆုံးမှုဖြစ်စဉ်ကြောင့်၎င်းကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။မဟာရာပရာဒက်ရှ်ပြည်နယ်ကအသက်9နှစ်အောက်ကလေးတွေဟာတေဆုံးစေနိုင်တဲ့အစိတ်တမျိုးပါဝင်နေတဲ့ဒီချောင်းဆိုးပျောက်ဆေးကိုတောက်ခဲ့ပြီးတဲ့နောက်လွန်ခဲ့တဲ့လကုန်ပိုင်းကတေဆုံးခဲ့ကြတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာထုတ်လုပ်တဲ့ချောင်းဆိုးပျောက်စီတွေဟာလက်တလုံးနှစ်တွေအတွင်းကမ္ဘာတဝန်းမှာစီးစစ်ဆက်ဆက်စီးစစ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။နိုင်ငံအများပြားမှာဒီချောင်းဆိုးပျောက်စီတွေကိုအသုံးပြုမှုနဲ့ဆက်နွယ်ပြီးလူသေဆုံးမှုဖြစ်စဉ်တွေပေါ်ပေါက်နေတာကြောင့်ဖြစ်ပါတယ်။ဒီဖြစ်စဉ်တွေဟာပမာဏအားဖြင့်တတိယအကြီးဆုံးဆေးဝါးထုတ်လုပ်ရေးနိုင်ငံအဖြစ်ရပ်တည်နေတဲ့အိန္ဒိယရဲ့ဂုဏ်သိက္ခာကိုထိခိုက်မှုရှိစေပါတယ်။အသက်85နှစ်အရွယ်ဂျီရန်ကာနာတန်ကိုအော်တိုဝါ9ရက်မနေ့အစောပိုင်းကခြံတိုင်းမြို့မှာရှိတဲ့သူ့ရဲ့နေအိမ်မှာရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။၎င်းကို ပေါ်ဆောင်မှုကြောင့်လူသေဆုံးစေမှုနဲ့ဘေးကင်းမှုမရှိတဲ့ဇေဝများထုတ်လုပ်မှုနဲ့ဆွဲချက်တင်ထားကြောင်းရဲတပ်ဖွဲ့တရင်အရင်အမြင့်တွေနဲ့အိန္ဒိယမီဒီယာတို့မှဖော်ပြထားပါဗျ။ကိုရစ်အမတ်တစိတ်အောက်မှာရောင်းချတဲ့ဒီချောင်းစိုးပြောက်စေကိုနိုင်ငံတော်မိုင်းတမင်းနာဒူပြည်နယ်မှာရှိတဲ့ Srisan Pharma ကထုတ်လုပ်ဖြန့်ချိရောင်းချခဲ့ပါဗျ။တမင်းနာဒူပြည်နယ် Srisan Pharma ဆေးကုမ္ပဏီကထုတ်လုပ်တဲ့ Corif Cosrap ချောင်းစိုးပြောက်စေတွေရဲ့နမူနာတွေကိုပြည်နယ်အာဏာပိုင်တွေကစစ်ဆေးခဲ့ပြီး ဒိုင်းအီတလင်ဂလိုက်ကော DEG ဟာခွင့်ပြုထားတဲ့ပမာဏထက်ပုံမများပြားစွာပါဝင်နေတာကိုတွေ့ရှိခဲ့ရတယ်လို့ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။မဟာရာပရာဒက်ရှ်နဲ့တခြားပြည်နယ်အများပြားမှာဒီချောင်းစုပြောက်ဈေးကိုရောင်းချခွင့်တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ဒီလိုအဆိပ်ရှိတဲ့ချောင်းစိုးပြောက်စီကိုတခြားနိုင်ငံတွေကိုတင်ပို့ထားခြင်းရှိမရှိတေချာစွာစုံစမ်းစစ်ဆေးဖို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အိန္ဒိယတောင်ဝင်းရှိသူတွေကိုတိုက်တွန်းထားကြောင်းအိန္ဒိယမီဒီယာမှာဖော်ပြထားပါတယ်။ဒီချောင်းကျိုးပျောက်စီတွေကိုနိုင်ငံအတွင်းမှာသာရောင်းချတာဖြစ်ကြောင်းရိုက်တာသတင်းဌာနကအစိုးရအထောက်အထားတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အိန္ဒိယအာဏာပိုင်တွေထံကတရားဝင်အတည်ပြုချက်ရရှိတာနဲ့တပြိုင်နက်တည်းကိုရစ်ချောင်းကျိုးပျောက်စီနဲ့ပတ်သက်ပြီးကမ္ဘာလုံးဆိုင်ရာဆေးဝါးထုတ်ကုန်သတိပေးချက်အတွက်လိုအပ်ချင်းရှိမရှိအကဲဖြတ်သွားမယ်လို့လည်း WHO ကဆိုပါတယ်။